မင်္ဂလာပါကြည့်ရှုသူများ EB မှာအပေါ်ကိုဆေးရုံကြီး second robot မှာ to revert the ramus one ဖြစ်ပါသည်အင်းတို့အားလုံး hysteroscopy hysteroscopy ဆိုတာကိုကြားပူးကြမှာပါ hysteroscopy ဆိုဒီမှာတအိမ်တွင်းပိုင်းကိုအလွန်သေးငယ်သောမှန်ပြောင်းဖြစ်မြင်နိုင်သည်ဘာကြောင့်လုပ်ရတာလဲဆိုတာပါသွေးထွက်တာများသူတွေသွေးထွက်တာနဲ့သူတွေကိုဝင်ဆောင်ရမှာကက်တလာရှိသူတွေမပြိုးနိုင်သူတွေကိုဝင်ဖြည့်ဆည်းမှုထက်တလဲလဲဖြစ်နေသူတွေ ဒီလိုအကြောင်းရင်းမျိုးမျိုးနဲ့အတူအိမ်မအတွင်းကို ကြီးဖို့လှုပ်ချတာပါဒီဟာကအတားချက်တစ်ခုပါအရင်နှစ်တွေမှာအိမ်မအတွင်းကိုတိုက်ရိုက်ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပါဘူးအခုတော့ကျွန်ုပ်တို့ရဲ့နီတိညာတိုးတက်လာတဲ့ကရိယာတွေနဲ့အိမ်မအတွင်းကိုသာမကအတွင်းမှာပေါ်လာတဲ့ပိုလစ်ဖိုလီဖတ်လိုတိတိလေးပြော့ပြော့လေးအဖူလေးတွေ fine bright fibroids တွေကိုတွေ့ရင်တော့တတိုင်းနဲ့ထဲမှာပဲဖယ်ရှားနိုင်ပါတယ် ါတွေက main ကလေးတွေအတွက်သူထမှုများစွာဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်တတ်ပါတယ်။အိမ်မနေရန်တွေကိုအချင်းချင်းကက်စေတဲ့ကြိုးလေးတွေတွေ့ရင်ဒါတွေကို variation လို့ခေါ်ပါတယ်။ဒါတွေကလည်းသူထမှုနည်းသွားစေတဲ့အကြောင်းရင်းပါပဲ။ကျွန်ုပ်တို့က degradation တွေကိုဖြေရှင်းပြနိုင်ပြီးအိမ်မအတွင်းကန်းကို တခုတည်းဖြစ်ပြန်လုပ်ပေးနိုင်ပါတယ်။တခါတလေ main ကလေးတချို့မှာမွေးရပါပြဿနာတစ်ခုရှိတတ်ပါတယ်အဲ့ဒါကအိမ်မတစ်ခုတည်းမဟုတ်ပဲနှစ်ခုလိုဖြစ်နေတတ်တာပါ အိမ်မအတွင်းမှာနယံတစ်ခုရှိလို့အိမ်မအတွင်းကန်းကိုနှခမ်းခွဲထားတာပါထို့ကြောင့်ဤအခြေအနေများထဲမှာတစ်ခုကိုတိုက်အိမ်တွင်းရှိစီအိမ်သို့မဟုတ်နယံတစ်ခုခုခေါ်သည်ရင်းကို အလွယ်တကူတိရှိနိုင်ပြီးဖြတ်တောက်ကတိုက်အိမ်တဖန်ပြန်ဖြစ်လာသည်ဒါကြောင့်တကယ်ပဲကိုဝင်ဖြစ်စီမှုမကြခဏဖြစ်နေတဲ့အခါမှာဒီ irritation ကျိုးလေးတွေကိုတွေ့နိုင်ပါတယ်တခါတလေအိမ်မအတွင်းမှာရောင်ရမ်းခြင်းတွေကိုတွေ့နိုင်ပါတယ် အိမ်မအတွင်းမှာ TB ရောဂါ tuberculosis ရှိတာကိုလည်းခွဲခြားသိနိုင်ပါတယ်။ဒါကြောင့် hysteroscopy ဆိုတာအလိုကျော်အသုံးဝင်တဲ့ကိရိယာတစ်ခုဖြစ်ပြီးတစ်ခါတလေအသက်ကြီးလာတဲ့မိန်းကလေးတွေအတွက်တော့ hysterectomy လို့ခေါ်တဲ့အိမ်မဖြတ်ခွဲစိတ်မှုကြီးကိုတားဆီးနိုင်ပါတယ်။ဒါကြောင့်ဒီနည်းပညာကိုအသုံးချကြပါနော်မိတ်ဆွေတို့ကျေးဇူးတင်ပါတယ်။